ိုရီးယားရောက်ရင်မဖြစ်မနေတောက်ကြည့်တင်တဲ့နာမည်ကျော်အရက်၄မျိုးပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာဝါလွားကဒူယာဆန်ပြအကြောင်းရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တောင်ကိုရီးယားကိုအလေပန့်ရောက်ရှင်မဲဖြစ်ဖြစ်ဒါမှမဟုတ်အလုတ်လုတ်ကင်နေမဲဖြစ်ဖြစ်တောင်ကိုရီးယားရဲ့ရိုးရာအစားစာတွေအရက်တွေနဲ့ရင်းနှီးကျွမ်းဝင်မှုရှိကြပါလိမ့်မယ်နည်းနည်းလေးပဲဖြစ်ဖြစ်မြည်ဆန်းကြည့်ကြဘူးပါလိမ့်မယ်ဆိုဂျူဆိုရင်ကိုရီးယားရဲ့ trademark တစ်ခုလိုကိုဖြစ်နေပါပြီ ဒီကနေ့မှာတော့တောင်ကိုရီးယားနိုင်ငံကိုတင်ရောက်ရှိတဲ့အခါမှာမဖြစ်မနေစမ်းတောက်ကြီးတဲ့ကိုရီးယားထိပ်တန်းအရက်တွေအကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ဆိုဂျူဆိုဂျူကတော့ကိုရီးယားမှာတာမကကဘာမာဘာနာမည်ကြီးတဲ့ရက်သေးတာတစ်မျိုးဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့အယ်ကိုဟော7.8ရာခိုင်နှုန်းလောက်ထိပါဝင်တာကြောင့်ရင်းရင်းလေးနဲ့ယူမှာမဟုတ်ပဲတောက်ရတာရင်းရင်းလေးနဲ့မူးပါပါ။စမ်းမူးရောစပါအရသာကလက်သေးဆိုးဆေးလိုမျိုးဖြစ်ပေမဲ့ကိုရီးယားရဲ့နံပါတ်၁ရာမကာတစ်မျိုးဖြစ်နာမည်အကြီးဆုံးဖြစ်နေပါတယ်။ အခုဆိုရင်ကမ္ဘာနိုင်ငံတွေအမြောက်များကိုပါတင်ပို့ရောင်းချနိုင်တဲ့အထိဈေးကွက်အခိုင်အမာရရှိထားပြီးအောင်မြင်တဲ့ထုတ်ကုန်တစ်ခုဖြစ်နေပါပြီ။ဆိုဂျူတောင်းရင်ကိုရီးယားတွေရဲ့ဒလိစရိုက်အငွေ့သက်လေးတွေကိုကျွန်တော်တို့ပျော်ဝင်ခံစားကြည့်ကြပါစို့။နံပါတ်1ဆိုဂျူဘီယာဆိုဂျူကကိုရီးယားမှာတမကကမ္ဘာဈေးကွက်ကိုရင်မောင်းတန်းလာနိုင်ခဲ့ပြီးတဲ့နောက်ထုတ်ကုန်တွေကိုမိုးမှန်ပြင်ဆင်လာခဲ့ပါတယ်။ဒီထဲမှာတော့ကုမ္ပဏီကမထုတ်ပေမဲ့စားတောက်ဆိုင်တွေကတီတွင်ဖန်ရင်းနဲ့ ဆိုဂျူဘီယာကအောင်မြင်တဲ့မီနူးတစ်မျိုးဖြစ်လာပါတယ်ကျွန်တော်တို့နိုင်ငံမှာတော့ဘီယာတဲကိုရက်ထက်တောက်ကြတဲ့ပေါက်စီလိုမျိုးဖြစ်ပါတယ်ဆိုဂျူနဲ့ဘီယာကိုရောတောက်ကြတာပါကိုရီးယားဘီယာတွေကနိုင်ငံတကာနဲ့ရှင်ရင်အရသာနည်းနည်းဆိုးပါတယ်ဒါကြောင့်အဝင်ကောင်းတဲ့ဆိုဂျူနဲ့ဆက်တောက်ကြရင်ဆိုဂျူဘီယာကနာမည်ကြီးလာပါတယ်အဝင်ဆိုးတဲ့ဘီယာဟာမူရောစပါးနဲ့ထုတ်လုပ်ထားတဲ့ဆိုဂျူကြောင့်တောက်ရတာအတော်လေးစမှုဖြစ်သွားရပါတယ်ကိုရီးယားဘာဘီကျူးနဲ့သာတွဲဆလိုက်ရင်ဆွေမျိုးပါမေ့သွားမှာဖြစ်ပါတယ်နံပါတ်3ပါပန်တာ အဓိပ္ပာယ်ကတော့ blackberry လို့အမည်ရပါတယ်အရောင်ကတော့ winey လို့မျိုးဖြစ်ပါတယ်အနံ့ကမှုမွေးလေးနဲ့ဖြစ်လို့တောက်ချင်စရာပါ berry သီးကျဉ်တဲ့လေးကလည်းကပ်ပါနေတာကြောင့်ဆွဲဆောင်မှုအပြည့်ရှိပါတယ်အဝင်ကလည်းကောင်းတာကြောင့်ခွက်ကိုလက်ကနေမချခြင်းပဲတစ်ခွက်ပြီးတစ်ခွက်တောက်ချင်နေမှတေးကြပါတယ် berry သီးလို့ရတာချိုချိုလေးနဲ့ဒီရက်ကကြားမှမရွေးကြိုက်နှစ်တက်ကြတဲ့တောက်စရာတစ်မျိုးဖြစ်ရက်တည်နေပါတယ်နံပါတ်၄မာကွာလီနာမည်ဆန်းဆန်းလေးနဲ့ဒီရက်ကတော့ကိုရီးယားနိုင်ငံရဲ့ရိုးရာတောက်စရာတစ်မျိုးဖြစ်ပါတယ် ထမင်းနဲ့ချက်လုပ်ထားတဲ့ဝိုင်ဖြစ်ပါတယ်။ထမင်းကိုကစောဖောက်တာကနေစလို့အရေးတွေကိုစစ်ထုတ်တဲ့အဆင့်ထိတည်တည်ချာချာလေးနဲ့ဂယုတစိုက်ပြုတ်လုထားပါတယ်။ပလင်းထဲမှာဆိုရင်အပိုင်းတစ်ပိုင်းတွေ့ရမှာဖြစ်ပြီးအောက်ခြေဘက်မှာတော့ထမင်းဘက်လေးတွေရှိနေပြီးအပေါ်ဘက်မှာတော့အရေးကြီးလေးတွေရှိပါတယ်။မတောက်ခင်မှာပလင်းကိုလှုပ်ခါပြီးတော့တမတော့အောင်လှုပ်ပေးရမှာဖြစ်ပါတယ်။အယ်ကိုဟော600ခန်းနှုန်းပဲပါတာကြောင့်တောက်ရတာချိုချိုလေးနဲ့အဝင်ကားလည်းအရန်ကောင်းဖြစ်နေပါလိမ့်မယ်။သမီးရတာတွေမကပဲတိဲ့ဧည်သည်ရတာတင်းရှိုးသည်ရတာစားတာတွေကိုလည်းထုတ်လုပ်ထားပါတယ် တိတ်ဧည့်သည့်ရတာကတော့လူကြိုက်အများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။အခုလိုမျိုးကိုယ်နိုင်ငံကရိုးရရက်တွေကိုနိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီထုတ်လုပ်နိုင်တာကြောင့်လူကြိုက်လည်းများပါတယ်။ဒီသခင်တွေအတွက်လည်းအလောက်ကန်ခွင်လန်းတွေအများကြီးဖန်တီးပေးနိုင်တယ်။နိုင်ငံတကာထိဈေးကွက်ထိုးပေါက်နိုင်ဦးမယ်ဆိုရင်နိုင်ငံအတွက်လည်းနိုင်ငံခြားဝင်ငွေတွေအများကြီးရရှိစေနိုင်ပါတယ်။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။